ဒီမိုကရေစီအပါအဝင်တိုင်းရင်းသားနဲ့ပတ်သက်တဲ့အခွင့်အရေးတွေလည်းပေးထားတာဖြစ်လို့တစ်ဖက်သက်အခွင့်အရေးဘယ်တော့မှပေးလို့ရမှာမဟုတ်ဘူးလို့အာနာသိန်းစစ်ကောင်းဆောင်ကပြောပါရည်။ရုရှားနဲ့ဘယ်လာရုစ်ခီးစဉ်အပြင်ငင်းကြဲရေးနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကစစ်တပ်ထောက်ခံတဲ့ပြည်ထဲမှာရှိတဲ့သတင်းမီဒီယာတချို့ရဲ့မေးမြန်းမှုကိုလေးရင်ပေါ်မှာဖြေကြားပေးခဲ့တာပါ။နိုင်ငံရေးအရပြည်သူတွေတောင်းဆိုတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုသွားဖို့ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့်အကောင့်ထဲဖော်နိုင်မှုပူပေါင်းဆောင်ရွက်မှုတွေလုပ်ရမှာဖြစ်တယ်လို့ပြည်တွင်းငင်းကြဲရေးကိုလည်းလုပ်ရမယ်လို့ဆိုပါတယ်။ တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေအနေနဲ့ဖြစ်ချင်တာကိုမပြောဘဲဖြစ်တဲ့နာတွေဖြစ်နိုင်တာပဲပြောဖို့နဲ့ဒါကိုတိုင်းရင်းသားတွေဘက်ကစဉ်းစားဖို့တင့်တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။နောက်ကျကြံခဲ့တဲ့တိုင်းရင်းသားနေမျိုးတွေအားလုံးကိုဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီးပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်အတိုက်ခံမလုပ်ဘဲပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ဆိုပါတယ်။လက်ရှိမှာအာဏာသိမ်းမှုကိုစန့်ကျင်တဲ့နိုင်ငံတော်ကဆက်နာရှင်စနစ်မြစ်ပြည့်ရေးတိုက်ပွဲတွေကြောင့်မျိုးနယ်ပေါင်း60လောက်သာစစ်ကောင်စီကအပြည့်အဝစိုးမိုးထိန်းချုပ်ထားနိုင်တာပါ။ စစ်ကောင်းဆောင်ကတော့ထွေထွေရွေးကောက်ပွဲကို2025ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ဘယ်လာရုစ်နိုင်ငံမှာထုတ်ပြောခဲ့ပါတယ်။ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကနိုင်ငံတော်အဆင့်ချစ်ချည်ရေးခီးဖိတ်ခေါ်ချက်အရစစ်ကောင်းဆောင်နဲ့အဖွဲ့ဝင်တွေဟာမတ်3ရက်နေ့ကနေ9ရက်နေ့ထိတပတ်ကြာတွားရောက်ခဲ့ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအဲ့ဒီနှစ်နိုင်ငံအစိုးရတို့ကစစ်ကောင်စီဘက်ကိုဝင်ရောက်ထောက်ခံပေးထားတဲ့အာမခံချက်ရရှိခဲ့ပြီးလေးလာစောင့်ကြည့်ရေးအဖွဲ့တွေလည်းလှုပ်ပေးမဲ့အကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားတာပါ။ တိုင်းဒေသနဲ့ကိုင်ဖွဲ့စည်းတွေနဲ့တော်လိုင်းအင်အားစုတွေကတော့စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့အထုရောင်ရွေးကောက်ပွဲကိုဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့အတိအလေးကြေညာထားပြီးဖြစ်ပါတယ်။